မြန်မာထိုင်းနယ်စပ်အမှတ်နဲ့ချစ်ကြည်တရာအနေထိုင်းနိုင်ငံဝါစကဲဂျပန်တပတ်ရဲ့ကားရောင်းဝယ်ရေးဝင်အတွင်းမလ၁၈ရက်ည၈နာရီခန့်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာကားစီးရေနေရာကျောမီးလောင်ကျွမ်းဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။တရှ်ခရိုင်မဲဆောက်မြို့မှာရဲစခန်းမှာကားပါကယ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရမဲဆောက်အကောက်ခွန်နယ်မြေအတွင်းကိုရောင်အဖြစ်အသုံးပြုတဲ့နေရာကိုစစ်ဆေးရာရင်အစည်းရေ၈၀၀ကျော်ရှိပြီးတချို့ဟာမီးလောင်ကျွမ်းသွားခဲ့တယ်လို့ဆိုပါတယ်။မဲဆောက်ခရိုင်အုပ်ချုပ်ရေးအထူးတပ်ဖွဲ့ ရာဂျာမန်နီယိုစစ်သားတွေနဲ့မိသက်ရင်းတွေအပါအဝင်သက်ဆိုင်ရာအဖွဲ့တွေက၃နာရီခန့်မီးငြိမ်းတက်ခဲ့ရတယ်လို့သိရပါဗျ။မီးလောင်ကျွမ်းမှုကိုထိန်းချုပ်ဖို့တာဝန်ရှိသူတွေပရာဟိတအဖွဲ့တွေက၃နာရီကျော်အချိန်ယူနှိမ့်သက်ခဲ့ရပြီးကနအူးသတင်းတွေအရရင်းစည်းရေနေရာကျော်ပျက်စီးခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ မဲဆောက်အကောက်ခွန်ကတာဝန်ရှိသူတွေရဲတပ်ဖွဲ့ဝင်တွေကပျက်စီးဆုံးရှုံးမှုတွေကိုရေတွက်နေစေဖြစ်ပါတယ်။မိုကင်းရဲတပ်ဖွဲ့နဲ့သက်ဆိုင်ရာအေဂျင်စီတွေပူးပေါင်းပြီးမီးလောင်ကျွမ်းရတဲ့အကြောင်းရင်းအမှန်ကိုစုံစမ်းစစ်ဆေးမယ်လို့သိရပါတယ်။